္ဂလာပါရှင်မြမရင်ကျေးမှုသုတေသနအတင်းကနေပြီးတော့ရည်ညွှန်းစာကြည့်ရတဲ့ခုကိုရန်ကုန်မြို့မှာဖွင့်လှစ်ထားပါတယ်ဒါကြောင့်မလို့ဒီရည်ညွှန်းစာကြည့်ရရဲ့ဒီလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့မှဒီစာကြည့်ရရဲ့တာဝန်ရှိသူတူဖြစ်တဲ့စာကြည့်ရမှုကိုမေးမြန်းပြီးတော့မှတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ကိုမင်္ဂလာပါရှင့်မင်္ဂလာပါဟုတ်ကဲ့ကိုကိုတို့ဒီမြမရင်ကျေးမှုသူတည်တနာအတင်းရနေပြီတော့ဗောနော်ဒီရည်ညွှန်းစာကြေးတခုလည်းဖွင့်လာတယ်လို့သိရတယ်ရှင့်အဲ့တော့ဒီရည်ညွှန်းစာကြေးရိုက်စပြီးတော့ဖွင့်ပြတဲ့အကြောင်းလေးဗောနော်အဲ့ဒါလေးအရင်ဆုံးပြပြပေးပါဦးရှင့် ရင်းနှီးစာကြေးတိုက်ကိုကျွန်တော်တို့ဘာကြောင့်စပြီးတော့ဖွင့်ပြလဲဆိုတော့ဒီကျွန်တော်တို့အရင်ဆုံးဟိုဟာဓမ္မယဉ်ကျေးမှုသူတည်တနာအတင်းဆိုပြီးတော့စဖွဲ့တယ်စဖွဲ့ပြီးတော့မှအဲ့ဒီမှာကျွန်တော်တို့ကဘာတွေဆုံးဖြတ်လဲဆိုတော့ဒီယဉ်ကျေးမှုနဲ့ဆိုင်တဲ့ဂျာနယ်တခုထုံးမယ်ပေါ့ပြီးလို့ရှိလို့ရှင်ဒီယဉ်ညွန်းစာကြေးတိုက်တခုကိုဂျာနယ်နဲ့တွဲပြီးတော့ကျွန်တော်တို့ဖွင့်မယ်ဆိုတော့ရည်ရွယ်ချက်တွေရှိတယ် အဲ့ဒီဟာနဲ့ဆက်ဆက်ပြီးတော့မှကျွန်တော်တို့အရင်ဆုံးဒီစာအုပ်တွေစုတယ်အချင်းချင်းမှာရှိတဲ့စာအုပ်တွေပေါ့မှကျွန်တော်တို့ဒီမှာရှိတဲ့စာအုပ်တွေကိုဖိုးကျန်တို့ဒီမှာရှိတဲ့စာအုပ်တွေအဲ့လိုပေါ့ data တွေစုပြီးတော့မှပြီးတော့တခြားစီကလည်းကျွန်တော်တို့ဝယ်တာတွေရှိတယ်ပြီးတော့မှကျွန်တော်တို့အရင်တော့ရုံးကမ်းမရှိဘူးဟုတ်ဟုတ်ဆိုတော့2016 5လပိုင်းလောက်မှကျွန်တော်တို့ဒီရုံးကမ်းကို၅လိုက်တယ် ငါပြီးတော့မှရုံးခန်းလည်းရှိပြီနေရာလည်းရှိပြီဆိုတော့မှကဲအဲ့ဒါဆိုရင်တော့ငါတို့စာကြည့်တိုက်ဖွင့်လို့ရပြီစာအုပ်တွေကလည်းအတော်အသင့်ကျွန်တော်တို့စုဆောင်းမိပြီဆိုတော့ခုနလပိုင်းတရက်နေမှာဟုတ်စာဖွင့်တာပေါ့ဟုတ်ကဲ့ပါဟုတ်ဆိုတာနလာလောက်ပဲနလာလောက်ပဲရှိသေးတယ်ခင်ဗျာအဲ့တော့ဘယ်လောက်ကြီးရသွားပြီလဲရှင်စာအုပ်ရေစာအုပ်အရေအတွက်က အခုလက်ရှိဆိုလို့ရှိရင်တော့9000လောက်တော့ရှိပြီခင်ဗျဟုတ်ကဲ့ဟုတ်ဒါတဖြည်းဖြည်းနဲ့လည်းထပ်ပြီးတော့စုတော့ရှိပြီဟုတ်ထပ်စုတော့ဖို့ရှိပါတယ်ခင်ဗျအမျိုးအစားအနေနဲ့ဟိုဘယ်လိုမျိုးခွဲခြားတာရှိအမျိုးအစားကကျွန်တော်တို့ကတမိုင်းရှိမယ်ဟုတ်ပြီးရင်ဟိုကနိုင်ငံရေးရှိမယ်ပြီးရင်ရင်းညွှန်းစာအုပ်တွေရှိမယ်ပြီးလို့ရှိလို့ရှိရင်ဒီဟိုမြမစံပေနဲ့ပတ်သက်တဲ့စာအုပ်တွေရှိမယ်ပြီးလို့ရှိရင်ဒီ မြန်မာယဉ်ကျေးမှုနဲ့ပတ်သက်တဲ့စာအုပ်တွေရှိမယ်ဒီအင်္ဂလိပ်ပိုင်းမှာတော့ကျွန်တော်တို့အင်္ဂလိပ်ပိုင်းကတော့အရင်တော့မများဘူးဒါပေမဲ့ဟိုဟာအရှင်းတော်အရှာနဲ့ပတ်သက်တဲ့စာအုပ်တွေရှိမယ် Burma Study ဆိုတဲ့ဟိုမြန်မာနိုင်ငံအကြောင်းရေးထားတဲ့စာအုပ်တွေရှိမယ်ပေါ့ပြီးလို့ရှိရင်အင်္ဂလိပ်ဝတ္ထုတို့ပါတို့အဲ့ဒါတွေရှိမယ်ခင်ဗျာဟုတ်ဟုတ်အဲ့တော့ဟိုဒီရင်းညွှန်းစာကြည့်တယ်ပေါ့နော်ဒါကရိုးရိုးစာကြည့်တဲ့တခုနဲ့ဟိုဘလို့ဟိုချားမှုရှိလဲပေါ့ဘလို့ထူးချားမှုရှိလဲရင်းညွှန်းစာကြည့်တဲ့က အများအဖြစ်တော့ဟိုပုံမှန်လူတွေဟိုပုံမှန်စာဖတ်တဲ့လူတွေနဲ့တော့ဟိုအရင်တော့မသက်ဆိုင်ရေညွန့်อ่ะတော့ရေညွန့်ရဲ့သဘောတဘာဝကဟိုလိုအပ်တဲ့ data ပေါ့လိုအပ်တဲ့ data ကိုဟိုအချိန်တိုတိုနဲ့အညွန်းအကိုကားပြုတ်နိုင်အောင်စုဆောင်ထားတဲ့ဟိုပြောရရင်တော့စာစာအုပ်မျိုးစာရေးပုံညာပေါ့ဟုတ်ဟိုပညာရဲ့တစ်ခုဘာသာရဲ့တစ်ခုအတွက်လိုအပ်တဲ့အထောက်အထားတွေပေါ့ဟုတ်တယ်ခင်ဗျာဟုတ်တယ်ဟုတ်ဟုတ်ဟုတ် ဒီစာကြည့်တဲ့ရဲ့အသုံးပြုတဲ့ဒီရက်တရားရောဘယ်လိုမျိုးလဲနေ့တိုင်းဖွင့်ကျွန်တော်တို့ကဟိုဟာတနင်္လာနေ့စနေတီပေါ့စာကြည့်တဲ့ဖွင့်တာတော့မနက်ဆိုရင်ကျွန်တော်တို့7နာရီကနေစဖွင့်တယ်ညနေ9နာရီထိပေါ့ဟုတ်ဟုတ်အဲ့တော့ကိုတို့ဒီမှာဆိုရောဒီမှာလာတဲ့လူတွေအတွက်ကိုဘာလေးလိုအပ်လဲဒီမှာအသုံးပြုဖို့တဲ့ပြောဝင်စားမှုတွေဘယ်လိုပြည့်လဲရှေ့အဲလာတဲ့လူတွေအတွက်ကတော့စာကြည့်တဲ့ကိုသုံးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟိုဟာဖောင်တော့ဖြည့်ရတယ်စာကြည့်တဲ့အသုံးပြုဝင်ဖောင်ပေါ့ဟုတ်ပြီးရင်ဓာတ်ပုံ တပုံလုံးပဲဒါပဲဝန်ဆောင်မှုအနေနဲ့ကျွန်တော်တို့ကမရင်းညွန်းစာကြေးတိုက်ဖြစ်တဲ့အတွက်စောင်းတော့ကျွန်တော်တို့မငှားဘူးမငှားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကစာကြေးတိုက်ကတ်မထုတ်ပေးတာဟုတ်ဒါပေမဲ့လိုချင်တဲ့ data ရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိတူဆွဲပေးတယ်ဟုတ်ဒါမှမဟုတ်ဥမာသူဓာတ်ပုံရိုက်ချင်တယ်ဆိုလဲဓာတ်ပုံရိုက်လို့ရမယ်မိတူဆွဲပေးမယ်ပေါ့တကယ်လို့ scan လိုချင်တယ်ဆိုလဲ scan ဖတ်ပေးမယ်ဒါကကျွန်တော်တို့ဘက်ကဝန်ဆောင်မှုပေးတာပေါ့ပြီးလို့ရှိရင်ဟို ကုန်ပြီပါလေ free တိုက်တယ်ဟုတ်အဲ့လိုမျိုးပေါ့ဟုတ်အဲ့တော့ဒီမှာဟိုကိုဇာကုဏပြောတော့ကိုတို့ဒီစာအုပ်ပေါင်း9000ဝင်ကြပေါ့နော်အောက်ရှိသွားပြီဆိုတော့ဒီထဲမှာအဲ့လိုပေါ့ဆက်ဆက်ပါးပါးဒီထူးထူးခြားခြားစောင်းနေရောအဲ့လိုစုဆောင်ပြရမျိုးရှိလားရှင့်အဲဆက်ဆက်ပါးပါးကကျွန်တော်တို့အနေနဲ့ကအဲ့လိုကြီးတော့စုဆောင်ပြတာမရှိဘူးဒါပေမဲ့စာနယ်ဇင်းတွေတော့ရှိတယ်ဒီဘက်ခက်မဟုတ်တဲ့စာနယ်ဇင်းတွေပေါ့တချို့စာနယ်ဇင်းခြားခြားပါးပါးတွေဆိုလို့ရှင်ဟိုမှာ GPS ဆိုလို့ရှင်လို့ရှင်တော့ဟုတ် ဟိုအခုနောက်ပိုင်းကတော့ JVRS ကကျွန်တော်တို့ဟိုဝယ်လို့ရတယ် CD CD နဲ့ဖြစ်ဖြစ်အရင်တော့ဆိုလို့ရှင်ကျွန်တော်တို့ JVRS ကိုမဝယ်နိုင်ဘူးဟုတ်ရောင်းတဲ့နေရာတည်တယ်ဒါပေမဲ့အရန်စီကြီးတယ်ကျွန်တော်တို့အနေနဲ့လက်လန်းမမီဘူးအဲ့လိုမျိုးဟာလေးတွေအားစအခုဆိုရင်ကျွန်တော်တို့စီမှာဒီဟိုဝါလိုက်လည်းရှိတယ်လိုချင်လို့ရှိလို့ရှင်ကျွန်တော်တို့ free ကိုပေးတယ် အဲ့ခုနကပြောတဲ့အဲ့လိုမျိုးသူတည်တာအတင်းရဲ့ဒီသူတို့ထုတ်ခဲ့တဲ့ဟုတ်ကဲ့အညွန်ပေါ့နော်အညွန်အပြင်ကိုဟုတ်ဒီစာအုပ်တွေစာအုပ်တွေစာအုပ်တွေကကျွန်တော်တို့စီမှာ CD နဲ့ရှိတယ်လိုချင်ရင်ကျွန်တော်တို့ CD ခုတ်ပေးတယ်ဩဒီမှာအဲ့ဒီအရင်ကထုတ်ခဲ့တဲ့မြန်မာသူတွေဟုတ်အတင်းရဲ့စာအုပ်တွေဟုတ်အညွန်တွေကိုအညွန်တွေဟုတ်ဝန်စာမှုပေးနေတယ်ပေါ့နော်ဝန်စာမှုပေးတယ်ခင်ဗျာပို့လို့ဒီစာကြီးဒီရင်းစာကြီးရဲ့ တခြားဒီလှုပ်ရှားမှုတွေရောစာကြည့်တဲ့ခုရဲ့လှုပ်ရှားမှုတွေအနေနဲ့ဘာတွေရှိသလဲစာကြည့်တဲ့ခုရဲ့လှုပ်ရှားမှုတွေအနေနဲ့ကတော့လောလောဆယ်တော့ကျွန်တော်တို့ကဟိုပြောရရင်တော့တီထောင်ကာစားဆိုတော့လှုပ်ရှားမှုကကျွန်တော်အဲ့လောက်ကြီးဟိုမလုံနိုင်သေးဘူးဖြစ်နေတယ်။အမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တခြားစာကြည့်တိုက်တွေနဲ့ကျွန်တော်တို့ချိန်ပြီးတော့လင့်ချိန်ပြီးတော့လှုပ်အောင်ပါကျွန်တော်အဲ့ဒီအပိုင်းကတော့မလုံနိုင်သေးဘူးဟိုရိုးသားသားပြောရရင်အားနည်းနေသေးတယ်။ဘာလို့ဆိုတော့စာကြည့်တိုက်ကိုအရင်ဆုံးကျွန်တော်ကစနစ်တကျဖြစ်အောင်ပဲအရင်ဆုံးတီထောင်ခြင်းတာ။ စနစ်တကျဖြစ်သွားပြီဆိုတော့မှဟိုတခြား activity တွေပေါ့စာကြည့်တိုင်းနဲ့ပတ်သက်တဲ့ဥမာဟောပြောပွဲတွေကျွန်တော်လုပ်မယ်။နောက်စာကြည့်တိုင်းနဲ့ပတ်သက်တဲ့သင်တန်းတွေအဲ့လိုမျိုးတွေပေါ့စာကြည့်တိုင်းကိုစာကြည့်တိုင်းပြောရအောင်နော်စာကြည့်တိုင်းအကြောင်းနဲ့ကျွန်တော်တို့စာကြည့်တိုင်းကိုလည်းလူပိုသိလာမယ်။ပြီးလို့ရှိရင်စာကြည့်တိုင်းအကြောင်းကိုလည်းစာကြည့်တိုက်ဆိုတော့ကျွန်တော်စာကြည့်တိုက်မှာမဟုတ်ဘူးစာကြည့်တိုက်ဆိုတာဘာလဲဆိုတဲ့အဟောဒီပုံမှန်ဟုတ်သူတို့တွေလည်းသိစေခြင်းတယ်အဲ့လိုမျိုး လှုပ်ဖို့တော့ကျွန်တော်တို့ဟာပလန်တော့ချတာပါဟုတ်ဟုတ်ကောဟောဒါကလေဒီကိုရုစာကြီးရဲ့ကဒါရင်ယွန်းစာကြီးတိုင်းဆိုတော့ဒီရင်ယွန်းစာကြီးရဲ့တကူရဲ့အရေးပါပေါ့ဗောနော်ဘလောက်အရေးကြီးလဲဆိုတာလည်းပြောပြပြောအောင်ရှင်ရင်ယွန်းစာကြီးတိုင်းကသူကပုံမှန်ကျွန်တော်တို့ဒီစာကြီးတိုင်းတွေဆိုလို့ရှင်တော့သူကစာအုပ်တွေကအမျိုးသားစုံနေဗျာကျွန်တော်တို့ကြတော့ရင်ညွှန်းစာကြည့်တဲ့ဖြစ်တဲ့အတွက်တတခုခုပဲဦးစားပေးပြီးတော့ဟို special ပေါ့ဟုတ်ကဲ့ special စုဆောင်ထားတာဖြစ်တဲ့အတွက် မှထားပါကျွန်တော်တို့ဆိုလို့ရှိရင်ရင်ကျေးမှုနဲ့ဆိုင်တယ်ဟုတ်ကျွန်တော်တို့စာကြည့်တတ်ရဆိုတော့ဥမာရင်ကျေးမှုနဲ့ဆိုင်တဲ့ဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့စီမှာအများဆုံးရှိနိုင်တယ်ဒါကဟိုနာမည်ကိုကြည့်ပြီးတော့ဟုတ်ကဲ့အရင်ဆုံးခေါက်ချက်ချလိုက်လို့ရတယ်အဲ့ဒီခါကျတော့ဟိုသူများကစာကြည့်တိုက်တွေကြတော့ဟိုအမျိုးသားစုံနေဗျာကိုလိုချင်တဲ့ဟာကိုချက်ချင်းဟိုရှာလို့ခတ်တယ်ရှင်ညွန်းစာကြည့်တိုက်ကြတော့အဲ့လိုမျိုးမဟုတ်ဘူး ကိုလိုချင်တဲ့အန်ပါလာရက်ကို မကြဘဲနဲ့လှင်လင်းမြန်မြန်တည်နိုင်တယ်။ပြီးရင်ရည်ညွှန်းကကျွန်တော်တို့စီမှာတော့ရည်ညွှန်း10မျိုးခွဲထားတယ်။ဟုတ်။ဟိုဟာဆရာကြီးဥတော်ကောင်းတော့ပေါ့။ဟုတ်ကဲ့။ဟိုသူတို့လက်ထက်ဆရာစော်ကြီးတို့လက်ထက်တဲကွာရည်ညွှန်း10မျိုးရှိတယ်ပေါ့။မှန်ဆွဲဆောင်ဉာဏ်နေပါမယ်။ဟုတ်။ဆွဲဆောင်ဉာဏ်နေတရှင်နဲ့လေးပြီးရင်ဒီစာစုစည်ရင်းနေဆိုဒီကောင်တွေကအပြော့ဖက်မဟုတ်ဘူး။ဟုတ်။သူကရည်ညွှန်းရဲ့တဘာဝကအပြော့ဖက်မဟုတ်ဘူး။ ်သူကတုတ္တနဲ့ဆိုင်တယ်အချက်လက်ပေါ့လေဟုတ်ကဲ့မအမျိုးသားအပိဒံလိုမျိုးတို့ကျွန်တော်ဒီမှာအခုချိန်နေအမျိုးသားအပိဒံမရှိဘူးဟိုအပြင်ပါလှုပ်တဲ့လူတွေတော့ရှိတယ်ဒါမဲ့မစော်လင်းဘူးဗျာသူကရည်ညွှန်းရဲ့တဘာဝကအဲ့လိုမျိုးပေါ့အရေးကြီးတဲ့ဟာလောက်ပဲသူကပါလာရှင်းတာပိုင်းဟိုအဲ့လောက်ကြီးဦးစားမပေးဟုတ်ဒီအချက်လက်တွေပေါ့ဥမာချမ်းပြူတဲ့လူတယောက်ကသူလိုချင်တဲ့ဒီ point ပေါ့ဒေတာလေးကိုဒီရင်ညွှန်းချမ်းနေတဲမှာ ရှာလို့တွေ့ပြီဆိုမှသူကဆက်ပြီးတော့ပြောရရင်ရင်ညွန်းဆိုတာဒီတုတေသနသမားကြီးအများအပြည့်အတွက်ပေါင်ကူပဲလို့မာဒီကနေဖြတ်ပြီးတော့မှသူဆက်ပြီးတော့ကျေပြန်းတဲ့သူ့ရဲ့ဟိုဟာကိုဆက်ပြီးတော့လိုချင်တဲ့ဟာကိုတွားလို့ရမှာဟုတ်ရင်ညွန်းချက်မရှိရင် ျွန်တော်ဘာမှလုပ်လို့မရဘူး။ဟုတ်ကဲ့ပါဟုတ်ပါဟုတ်ကိုလို့ဆိုတော့လူငယ်တွေစုပြီးတော့ပေါ့နော်လူငယ်ရောလူကြီးရောအများပြည့်လူငယ်တွေစုပြီးတော့ပါဒါကိုကပေါ်တက်တိုင်းတစ်ပိုင်းတည်ထောင်ထားရပေါ့နော်အဲ့တော့ဒီနဝနိုင်ငံမှာဒီရည်ညွှန်းစာကြည့်လိုက်တည်းရဲ့ဖွံ့ဖြိုးမှုအခြေအနေရောဘလို့ရှိလဲရှင့်ကိုလို့ဘလို့စူးစမ်းခဲ့ရလဲဒီလိုမျိုးဖြစ်လာပေါ့မြန်မာနိုင်ငံမှာရည်ညွှန်းစာကြည့်တိုက်တည်းရဲ့ဖွံ့ဖြိုးမှုကကျွန်တော်ဟိုကျွန်တော်တည်တလာပါလေဟိုအားရကြရတော့မရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်အမျိုးသားစာကြည့်တိုက်ရောက်မှာပဲ ဟိုနေရာခဏခဏအပြောင်းခံနေရဟုတ်အခုတော့ဒီမျိုးတဲကိုတော့ပြောင်းမယ်လို့တော့ပြောရဲပေါ့နိဆိုတော့ကျွန်တော်တို့ဒီစာကြည့်တိုက်ကိုစပြီးတော့ကြိုးစားတော့ခက်ခဲတာပေါ့အဓိကနေရာကစာကြည့်တိုက်ဆိုတော့ဟိုနေရာကိုအရင်ရှားတယ်ဘာလို့ဆိုတော့ကျွန်တော်တို့ကိုယ်ပိုင်မဟုတ်ဘူးကိုယ်ပိုင်မဟုတ်တဲ့အတွက်ငှားရတယ်ငှားတဲ့အခါကျတော့ဟိုပြောရရင်တော့ပတ်စံကုန်တယ်ဒီကြားထဲစာအုပ်ကစုရသေးတယ်ကိုယ်နဲ့ဆိုင်တဲ့စာအုပ်တွေပေါ့ ဟိုတွေးသမျှစာအုပ်တွေကိုလည်းကျွန်တော်တို့ကိုယ်လုံးမရအောင်ကိုယ်နဲ့ဆိုင်တဲ့စာအုပ်တွေတချို့စာအုပ်တွေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမိတ်လူဆွဲရတယ်။မူရင်းတွေကဟိုပြောရရင်မရှိတော့ဘူးဗျာမတွေ့နိုင်တော့အဲဒီခါမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့မိတ်လူဆွဲရတယ်။အများဆုံးကတော့ဈေးများရတာများတယ်။ဘာလို့လဲဆိုတော့လေဟိုပြန်ထုတ်တဲ့စာအုပ်တွေလည်းမဟုတ်ဘူးပြန်လဲတချို့စာအုပ်တွေဆိုပြန်မထုတ်တော့ဘူးရှေးတော့ရှေးတော့ဟာမျိုးတွေဆိုလို့ရှိရင်ကျွန်တော်တို့ဟိုမှာဟိုတအုပ်ကို ပရမပုံနှိပ်ဆိုလို့ရှိရင်ပို့ပြီးတော့ဈေးကြည့်တယ်ဒီမှာလုံနေတာဆိုတာဒီဝါသနာအရင်ခံတယ်ပဲလုံနေကြတာဆိုတော့မှတခြားဘက်ကနေကိုကအလုပ်တစ်ခုခုလုပ်ဟိုပတ်စံရလာတယ်ရလာတဲ့ဟာကိုဒီထဲမှာတက်ထည့်ပြီးတော့မှကိုတို့ကတော့ဟုတ်တယ်ဝိုင်းပြီးတော့ဟုတ်တယ်ဟုတ်တယ်အဲ့လိုမျိုးလုံနေကြတာဆိုတော့လေရှေ့လျှောက်ကိုဒီဒီလုံးစာကြည့်လိုက်ပါတော့ကိုတို့တင်ရတာဖွင့်ထားတဲ့ဒီလုံးစာကြည့်ရရဲ့ရှေ့လျှောက်လုံးမဲ့လုပ်ငန်းစဉ်လေးနည်းနည်းလေးပြပြလို့လာလားရှင့် ရှင်ရုံးစာကြီးတိုက်ကကျွန်တော်ရှေ့လျှောက်ကတော့ခုနဟိုဟာပြောသလိုပဲကျွန်တော်တို့ဟိုဟာပုံမှန်တော့ activity လေးတွေတော့လုပ်ဖြစ်မယ် society အနေနဲ့ကတော့ကျွန်တော်တို့တလားကိုပုံမှန်ဟိုဟာတစ်ခုလုပ်တယ်ဟောပြောဝဲတစ်ခုလုပ်တယ်လေဟို debate တဖော်မျိုးလားအဲ့လိုမျိုးတစ်ခုလုပ်တယ်စာကြီးတိုက်အနေနဲ့ကနောက်ပိုင်းကျရင်တော့ကျွန်တော်တို့ဟိုဟာပေါ့ဟောပြောဝဲပေါ့ဒီစာကြီးတိုက်နဲ့ပတ်သက်တဲ့ကျွမ်းကျင်တဲ့ပညာရှင်တွေဒီဆရာတွေကိုဖိတ်ပြီးတော့အာ စာကြည့်တိုင်းနဲ့ပတ်သက်တာပဲဖြစ်ဖြစ်ယဉ်ကျေးမှုနဲ့မြမယဉ်ကျေးမှုနဲ့ပတ်သက်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေဟောပြောဖို့ဟောပြောပွဲတွေလုပ်ဖို့တော့ရှိတယ်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်စာကြည့်တိုင်းတင်တန်းပေါ့အဲ့ဒီဟာကိုကျွန်တော်တို့ဖွင့်နိုင်အောင်တော့ကြိုးစားနေတယ်ဟောလို့ဆိုဟိုရက်ရှိတော့မဟုတ်ဘူးပေါ့မှ2လဖြစ်2လ3လဖြစ်3လပေါ့အလုံးစုံတော့3လပါပဲအဲ့လိုမျိုးတော့ဖွင့်ဖို့တော့ကြိုးစားနေတယ်ပြီးရင်စာကြည့်တိုင်းကိုတော့အဓိကကတော့စာကြည့်တိုက်တစ်ခုဖွင့်ပြီးရင်တော့တုံးတယ်လို့ရှိမှာ သုံးရလို့မရှိရင်တော့ကျွန်တော်တို့ကဟိုတည်နေတဲ့ဟိုပြောရရင်ကိုယ်တော်သဘောမျိုးဖြစ်နေလိမ့်မယ်ဆိုတော့သုံးဟိုသုံးမဲ့လူတွေအများများတည်အောင်လုံးရမယ်လို့ပြောရည်မှန်းထားတယ်ဘာလို့လဲဆိုတော့ဟိုကျွန်တော်တို့မှတက္ကသိုလ်တွေထဲမှာကျွန်တော်တို့ကြောင်ညာကတ်ရှင်ကတ်မယ်ပေါ့သူတည်တနာလောက်တဲ့လူလူမျိုးတွေမှာပြင်ပသူတည်တနာပညာရှင်တွေအဓိကသူတို့ကိုသိစေချင်တာသူတို့သိအောင်အဲ့လိုမျိုးပေါ့ကျွန်တော်တို့မှတစ်ခုခုကြောင်းဟိုမှာရန်ကုန်တက္ကသိုလ်တခြားတက္ကသိုလ်တွေပေါ့အကြောင်းအရာတွေမှာကျွန်တော်တို့ ဟိုတခုကြောညာတခုခုလောက်ချင်လဲလောက်မယ်ဒါမှမဟုတ်သူတို့ကိုဖိတ်ပြီးတော့ကျွန်တော်တို့ဒီစာကြည့်တိုင်းမှာဟိုစောက်တော့နဲ့ပတ်သက်ပြီးတော့မှာဆွေးနွေးမယ်ပေါ့အဲလိုမျိုးလေးတွေစာပေစကားဝိုင်းလေးတွေလုပ်မယ်အဲလိုမျိုးလေးတွေတော့ရည်မှန်းတာပါဟုတ်အကြီးတော့လည်းကျွန်တော်တို့မရည်မှန်းတာပါနည်းနည်းပဲဟုတ်အစဆိုတော့ရှေ့လျှောက်ကတော့တူချင်တော့ဟုတ်အစပဲနောက်ကတခြားစာကြည့်တိုက်တွေနဲ့လည်း link ချိန်ပြီးတော့ကျွန်တော်တို့ပူးပေါင်းပြီးတော့လုပ်ဖို့စီစဉ်ရှိပါတယ်ဟုတ်ကျေးဇူးများကြီးပါဟုတ်ပါဟုတ်